ပန်းလေးများပွင့်တော့ဖူးတော်ဝင့်လို့ချီနေကြီးမှာရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဟောဒီမှာတွေးဆွနေတဲ့အဝတ်တွေတွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတော့မယ်ကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ 2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပင်းမြို့နယ်အောထိန်ပြည်ချေးရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ ဆုံး10ယောက်တည်ဆုံး။ဆရာဆရာမဥယျာလည်း2ယောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်ကကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ ာတင်နေမတက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအမျိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးမှာဒါပေမဲ့ဒီနေ့စစ်ကောင်စီ လုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီ။ဆက်ဆံမှုရုံမှမှုအောက်တန်းချမှုတွေအားလုံးက ကလေးရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားတယ်။နိုင်ငံတကာကကိုငြိမ်းတိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိပေမဘလောက်ထိဆုံရှုံမအတန်ထွက်ပြီးပြောပြကြမှာလေ။အားလုံးနားတွေမကြားကြတော့ဘူးလား။ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Safe our children ။ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါလူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းတွေပြည့်စည်အဲ့ဒါကတော့အလုပ်လူအခွင့်ရေးကို ထိုးပေါက်တာမဟုတ်ဘူးလားကျမတို့မငူဘူးတင်းထားမယ်ဘာဖြစ်လို့မငူရလဲကျမတို့ရှစ်ဆက်လို့ရမယ်အလုပ်ကအများကြီးရှိဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့ ူတို့လည်းထတ်တူထတ်မြခံစားပါစေလို့ကျမကတော့ကြိမ်ဆိုလိုက်တယ်ကျမပြုတ်သမျှကုတွေအားလုံးကိုတိုင်တယ်ပြီးကြိမ်ဆိုလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လန်ရေးမအောင်မချင်းဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာပါရှင်တတိကမှတ်သားပါ အထဲတဲကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့နေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲ သွေးစွန်နေတဲ့ဖက်နှက်ကလေးရယ်လက်တန်းလေးရယ်ခေါင်းကဥကုန်လေးရယ်ဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါတောချီကန်ကစကိုင်းငလျင်ပေးကြောက်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအပိတ်ကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီကိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာနော် စစ်ကောင်စီဘက်ကပြောတယ်လို့ကိုဟာရှိတယ်ဒါရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူတွေတိတ်တတ်စာတင်နေတဲ့နေရာဖြစ်ပါတယ်ကျမတို့အတွက်တရားမျှတမှုကိုရအောင်လို့တန်ထန်နေမှာဝိုင်းဝန်းပြီးတော့အသာထွက်ပေးကြပါလို့မြစ်တယ်ခါပါတယ်ရှင်